Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ာနေတယ်ဗီဒီယိုဖိုင်ပါတယ်လို့ဗီဒီယိုဖိုင်သာယူခဲ့ဒီလေးတွေဒီညီမလေးတွေလုံနေတာတနိုင်ငံလုံးအတွက်မြန်မာတနိုင်ငံလုံးအတွက်ကိုကိုယ်ဝဲဒီဘာသာအသီးသီးအတွက်တဦးတယောက်တစ်မျိုးတစ်ဘာသာလဲအတွက်အလုံးလုံးနေမှာမဟုတ်ဘူးအဲ့ဒါကိုခမရတော့ဘူးလဲမသိဘူးကိုလည်းမသိဘူးစကားတွေပဲထိုးစစ်ဆင်နေတယ်ဆိုတော့ပြဿနာဆိုတော့ဖြစ်သွားမှာပဲခမရတို့အတိရလေလူထမင်းစားပြီးအုံတော့မရှိဘူးလို့ကျွန်တော်ပြောနေတယ်နော် အဲ့ဒါစီကန်းကိုလိုက်လာဂျီဇက်ပီတီရဲ့ကလေးတွေကဖြစ်မှဆိုလို့စီကန်းထုတ်ထားတယ်ခမန်းကစတားလေးနဲ့ဝယ်ပြီးအဲပါသုံးနေတယ်ဟဲ့အဲ့ဒီချိန်မှာစစ်တပ်ကအနမ်းမရဘူးလို့ခမန်းတို့ပြောနိုင်လားခမန်းတို့မိသားစုတစုကြောင့်မို့ခမန်းတို့ဘေးမှာရှိတဲ့ယောဟာရောကြံလဲယောဟာရော ခမန်းတို့ယောဒုက္ခမရောက်သွားနိုင်ဘူးလားခမန်းတို့မိသားစုကထမင်းစားတာမှဟုတ်ရဲ့လား အမိမြန်မာနိုင်ငံမှာနေပြီးတော့ခမင်းကောင်းကောင်းစားတတ်ရဲ့လားခမင်းစားပြီးလူစကားဝနားလေရဲ့လားဒါကျွန်တော်ကရင်ကျစ်ကျစ်ပဲပြောတာနော်ထို့တူပဲစစ်တပ်မှာပေါ်တာဆွဲတယ်ဆိုပြီးစစ်သားလောက်ခိုင်းတယ်မလုံချင်လို့ပြစ်တတ်တာတွေရိုက်တတ်တာတွေအများကြီးခမင်းတို့စောက်လုံးတွေကန်းနေတယ်ခမင်းတို့မျက်လုံးတွေကန်းနေတယ်အဲ့ဒီမိသားစုတွေအဲ့ဒါလေးတို့ခမင်းတို့ကအထုမယူဘဲနဲ့ခလေးတွေကိုအပြစ်တင်တာခမင်းတို့တရားလုံးနဲ့ခမင်းတို့မိသားစုကလူမဟုတ်ဘူးခမင်းတို့မိသားစုကဘောမှာပဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Starlink Internet ကိစ္စနဲ့ပတ်သက်ပြီးရုပ်တံပြန့်နှံ့လာသည့်အပေါ်တက်ရမှုကိုယ်တိုင်ရှင်းလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာအားလုံးမင်္ဂလာပါဗျမနေ့ရလားတနေ့ရလားမသိဘူးနော်ကျောင်းမင်္ဂလေးတိုင်းမှာငါကျွန်တော်တို့ PDF ညီလေးတွေနဲ့ညီမလေးတွေနဲ့နော်ဖြစ်သွားတဲ့ကိစ္စလေးတွေကိုကျွန်တော်တစ်ချက်တော့ရှင်းပြခြင်းဗျာပြည်သူများလည်းသိရမှာ ျွန်တော်တို့အမိမြန်မာနိုင်ငံမှာဟုတ်လားဟိုနေရာမှာပေါင်900ဘုံတွေကျဲတယ်ဒီနေရာမှာဝိုင်းတွဲလေရင်နေနဲ့ပြစ်တယ်ဟိုနေရာမှာလက်လက်ကြီးလက်လက်ငယ်တွေနဲ့ပြစ်တယ်ဒီနေရာမှာလက်လက်ကြီးလက်လက်ငယ်တွေနဲ့ပြစ်တယ်ဟုတ်လားအခုပြောဆိုနေတဲ့မိသားစုကတော့စိမဲ့ကမ်းမဲ့ဖြစ်သွားတယ်ဘလို့စိမဲ့ကမ်းမဲ့ဖြစ်သွားတယ်သူတို့ဗီဒီယိုဘိုင်းတော့ကျွန်တော်မတင်ဘူးပေါ့နော်ပါလဲဆိုတော့ကျွန်တော်တို့မှာစီးထားမယ်ဘောကစီးထားမယ်အချိန်ဖြစ်နေတယ် စီးမဲ့ကမ်းမဲ့ဖြစ်သွားတယ်စကားလင်းကိုတုံးတယ်ဆိုတာဟာအမြဲတမ်းဒီစကားလင်းစကားလင်းကြီးပဲတုံးနေတယ်အမြဲတမ်းသတင်းသတင်းတွေကြီးပဲကြည့်နေတယ်စစ်ကောင်စီကအနက်မရဘူးလားဗျစစ်ကောင်စီအနံ့ရလို့လေရင်နေနဲ့ဘုံကျင်းမယ်ပေါင်900ဘုံရင်နဲ့ကျင်းမယ်ဝိုင်းတယ်လွင်လေရင်နေနဲ့ကျင်းမယ်ဆိုရင်ဒီမိသားစုမတည်ဦးနဲ့ထားဖို့ဗျာကြံတဲ့မိသားစုတွေဒုက္ခမရောက်သွားနိုင်ဘူးလားဗျာ ကျန်တဲ့မိသားစုတွေလည်းဒုက္ခရောက်သွားနိုင်ကြပါတယ်လို့ကျွန်တော်ပြောဆိုခြင်းနေပေါ့နော်။ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောဆိုခြင်းလဲဆိုတော့ဟဟာကျွန်တော်တို့ GZPT ရဲ့ခလေးတွေညီမလေးတွေညီလေးတွေကဒီစတားလေးကိုဘာဖြစ်လို့သွားသိမ်းရတာလဲ။ဘာဖြစ်လို့သွားယူရတာလဲ။သူတို့ကနင်ဘဲငဆဒီစတားလေးစတားလေးကြီးပဲတုံးနေတော့စတားလေးတုံးနေဆိုတာအရေးအကြောင်းရှိမှစတားလေးကိုတုံးတာဗျ။ဟဟာတရင်လူလေးတွေကြည့်မယ်။ ကိုယ်နိုင်ငံမှာဘာဖြစ်နေလဲကြည့်မယ်တခြားနိုင်ငံတွေမှာဘာဖြစ်နေတယ်လေးကြည့်ပါကြည့်ပြီးရင်ပိတ်ပါမဟုတ်ဘူး AID star ကိုဖွင့်ထားလိုက်တော့စစ်တပ်ကများဒုက္ခပေးတယ်ရွာတွေဝင်စီးတယ်လူတွေဒုက္ခပေးမယ်ဆိုရင်အခုပြောဆိုနေတဲ့မိသားစုကမတည်သွားနိုင်ဘူးလားကျန်တဲ့မိသားစုတွေကဒုက္ခမရောက်သွားနိုင်ဘူးလားတိမ်ဝါလုံးကမပြတ်စီးသွားနိုင်ဘူးလားဗျအဲ့ဒါလေးကိုကျွန်တော်ပြောဆိုချင်တယ်ပေါ့နော်အခုတို့ဒီအရာရှိတယောက်ဘယ်လိုမှအရာရှိကနေတင်ခိုင်းလိုက်တယ်ဆိုတာ စတားလေးကိုနင်ဘဲငဆပုံးနေလို့တင်းရခြင်းဖြစ်ပါတယ်ဟုတ်ဟာလားဆွဲရရန်လာယုံရင်ဆက်ခတ်ဖြစ်သွားတယ်ဆိုတာလေဟာဟိုတစ်ဖက်မှာအမျိုးသမီးလေးတယောက် PDL လေးတယောက်ကတော့ကောင်းမွန်ပါလေကောင်းကောင်းမွန်မွန်ပဲပြောတယ်ပေါ့နော်ဒါပေမဲ့မတရားဟိုဘက်ကမိသားစုလိုက်ထိုးစစ်ဆင်လာတော့ပဇက်နဲ့ထိုးစစ်ဆင်လာတော့စကားနဲ့ထိုးစစ်ဆင်လာတော့သူတို့ကအသက်ငယ်သေးတယ်ဗျာဘလို့စဉ်းစားတတ်မှာတော့ဒီလောက်လေးอ่ะအသေးအံပြောဆိုနေမှာတော့ အဲ့တော့သူတို့လည်းဘလို့ပြောမလဲဆိုတော့တနတ်တွေတော့ပါပါတယ်ဒါပေမဲ့သူပြည်သူတွေဘာမှဒုက္ခမပေးပါဘူးနော်ပြောဆိုရင်ရုံရဆက်ကဖြစ်ခြင်းပဲဖြစ်ပါတယ်အဲ့ဒါကိုဟိုဘက်ကစိမ့်ဘိန်းနေစိမ့်ဘိန်းနေစိမ့်ဘိန်းနေဆိုတော့ကြော်စိုးဦးလို့ကြော်မျိုးမင်းလို့ပုတ်တူလို့ဖေလိုမာလေးသိအောင်လို့လုတ်ပြလိုက်တဲ့ဘောလားဒီဖွားကြီးတွေကနောက်တော့ဒီဗီဒီယိုဖိုင်းတွေတင်နေဆိုတာရော ခမရတော့ကိုကိုကိုတေခွင်းဆိုတာလည်းမတူလားတဘောတစ်ခုမှာခမရတော့ရွာတဲ့ဟိုဟာဒီစတားလေးနဲ့တုံးမှများလို့ PDF တွေဝင်လာရင်တော့ short မရှိဘူးပေါ့ဗျာ GZ PDF ကလေးတွေဝင်လာရင်တော့ short မရှိဘူးစစ်တပ်ကဝင်လာရင်အကုန်မသေးဘူးလားတရွာလုံးအမျိုးမပြုတ်ဘူးလားခမရတော့တရင်နေကြည်တာအလကားကြည်တာလားအဲ့ဒီမိသားစုကိုကျွန်တော်ပြောချင်တယ်နော်ကျွန်တော်ဗီဒီယိုပိုင်းတော့မတင်ဘူးအဲ့ဒီကျွန်တော်အတော်ရွယ်တော့ရှိမှာပေါ့ဖွားကြီးတွေရောဝါတွေရောဒီဟာတွေရောပေါ့နော် တော့စစ်တပ်လက်ထက်မှာအဲ့လိုလုပ်ပါဟင်အခု PDF ကလေးတွေ PDF ညီလေးတွေညီမလေးတွေလာပြီးတော့တင်းနေပြုတဲ့အချိန်မှာခင်ဗျားတို့ကအဲ့လိုဗီဒီယိုပိုင်းတွေရိုက်ပြီး live မှာတင်နေဆိုတော့ခင်ဗျားတို့ကိုခင်ဗျားတို့ကိုကောင်းမွန်ရလားသူတို့လှုပ်လှုပ်နေတာမြန်မာတနိုင်ငံလုံးအတွက်ဒီ GZPD ကလေးတွေအလုံးလုံးနေတာခမည်းတော်မိသားစုအတွက်နဲ့ ိမ်ဝါလုံးဒုက္ခရောက်မဲ့ရောက်ကိုမလူလန်းလို့သူတို့ကဒီစတန်းလေးကိုလာပြီးတော့တိမ်ရခြင်းဖြစ်တယ်။ဟာငါတို့ကတော့ငါတို့ပတ်ဆက်ရှိလို့ငါတို့ဝယ်တာပဲငါတို့ပတ်ဆက်ရှိလို့ငါတို့စတန်းလေးတွေဝယ်တာပဲအင်းငါတို့တုံးတာပဲဘာဖြစ်လဲဆိုတဲ့သဘောကခမရိုအဲ့လိုစစ်တပ်ကိုလွန်ဆန်ရဲသလားခမရိုမိသားစုစစ်တပ်ကိုလွန်ဆန်ရဲသလားစတန်းလေးပါကြောင့်မို့တုံးရတယ်လေခမရိုမိသားစု စက်တန်ကယုံမာလီကခဏလုံးမသိဘူးလားဟိုရောမာမီးရှို့တယ်ဒီမှာမီးရှို့တယ်ဟိုနေမီးရှို့တယ်ဒီနေမီးရှို့တယ်အင်တာနက်တွေဖြတ်လက်ဖြတ်တောက်တယ်အဲ့ဒါတွေကိုခင်ဗျားတို့ကသိပါလေရဲ့နဲ့ဟလားတည်င်းလေးအတူထွာလေးတွေကြည့်ကျင်နေစတန်ဟွာလေးတူထွာလေးတွေကြည့်ကျင်နေဆိုပြီးတော့ဝယ်ထားတဲ့စတန်လေးကိုနော်အမြဲတစေ Airbus ဒီစတန်လေးကိုမီးစက်နိုးပြီးတုံးနေတယ်ဆိုတော့ဒါခင်ဗျားတို့အမှား ဒီညီလေးတွေဒီညီမလေးတွေလုံနေတာတနိုင်ငံလုံးအတွက်မြန်မာတနိုင်ငံလုံးအတွက်ကိုကိုယ်သည်ဘာသာသီးသီးအတွက်တဦးတယောက်တစ်မျိုးတစ်ဘာသာလဲအတွက်အလုံးလုံးနေမှာမဟုတ်ဘူးအဲ့ဒါကိုခမရတော့ဘူးလည်းမသိဘူးကိုလည်းမသိဘူးစကားတွေပဲထိုးစစ်ဆင်နေတယ်ဆိုတော့ပြဿနာဆိုတော့ဖြစ်သွားမှာပဲကျွန်တော်တို့လိုအတက်ကြီးရွယ်ဦးတော်မှာပဲအဲ့လိုနင်းကထိုးစစ်ဆင်လာရင် ဖြစ်မှာပဲဒီစကားဒီလိုဖြစ်ကုန်မှာပဲခိုက်တက်နေဖြစ်ကုန်မှာပဲကိုကအတိတ်တရားရှိရမှာ တကယ်တော့နှစ်ဖက်လုံးမှအပြစ်ရှိလားမင်းခလေးတွေမှာအပြစ်မရှိဘူးဗျာကျွန်တော်တို့ပြောဆိုရင်ခလေးတွေကသူတို့အထက်လူကြီးလာတင်ခိုင်းလို့လာတင်ရတာပြည်သူအနေနဲ့လဲစီးနဲ့ကန်းနဲ့လိုက်နာတာအဲ့နေရာမှာလိုက်နာတာလားအဲ့နေရာမှာလိုက်နာပြီအဲ့လိုဗီဒီယိုဖိုင်တွေတင်လာလားဒီစတန်လေးကိစ္စလားနော်ခမဲတို့စီးကန်းလိုက်နာတာခမဲတို့ဒီလိုကွန်လာဂျီဇက်ပီတဲ့ခလေးတွေကစီးကန်းထုတ်ထားတယ်ခမဲတို့ကလှုပ်ချင်တိုင်းလှုပ်တယ်အဲ့ဒါစီးကန်းကိုလိုက်နာတာ မြန်မာနိုင်ငံစီကံအပြက်စီးနေတာခမ60နှစ်ထရဆိုတော့တိလာတောင်ခမတော့မတိတော့ငါတို့လည်းနားလိုက်တာပဲငါတို့လည်းတိတာပဲအမလေးဗီဒီယိုဖိုင်တင်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟာခမရတို့မီးမွေးလိုက်တာခမရတို့မိသားစုမီးမွေးလိုက်တာမန္တလေးတတိုင်းလုံးဒုက္ခရောက်သွားမယ်ဆိုတော့ခမတို့တိလာကျွန်တော်တို့ဂျီဇက်ပီတီအက်ဒီမှာဗမာလေးလေးရင်ဗမာလေးလေးရင်ပြတနတ် ခမရတို့ဒုက္ခပေးလို့စစ်တက်ကလေနဲ့ဘုံကျဲဟဲ့လားလက်လက်ကြီးလက်လက်ငယ်လေးနဲ့ပြစ်မယ်ဝိုင်းရွဲလေးနဲ့ပြစ်မယ်900ဘုံလေးကျဲမယ်ပုံ120ဘုံလေးကျဲမယ်အဲ့ဒါဆိုရင်တရွာလုံးချွတ်ချုံမကြကုန်လားပြုတ်ပြုတ်မပြုံးကုန်လားခမရတို့အတိရလေလူထမင်းစားပြီးအုံတော့မရှိဘူးလို့ကျွန်တော်ပြောနေတယ်နော်အဲ့ဒါစီကန်းကိုလိုက်လာဂျီဇက်ပီတီရဲ့ကလေးတွေကဖြစ်မှာဆိုလို့ စီကန်ထုတ်ထားတယ်ခမန်းကစတားလေးနဲ့ဝယ်ပြီးအဲပါတုံးနေတယ်ဟဲ့အဲ့ဒီချိန်မှာစစ်တပ်ကအနမ်းမရဘူးလို့ခမားတို့ပြောနိုင်လားခမားတို့မိသားစုတစုကြောင့်မို့ခမားတို့ဘေးမှာရှိတဲ့ယောဟာရောကြံလဲယောဟာရောခမားတို့ယောဒုက္ခမရောက်သွားနိုင်ဘူးလားခမားတို့မိသားစုကထမင်းစားရမှာဟုတ်ရဲ့လားအမိမြန်မာနိုင်ငံမှာနေပြီးတော့ထမင်းကောင်းကောင်းစားရရဲ့လား ်ခမင်းစားပြီးလူစကားဝနားလေရလားဒါကျွန်တော်ကရင်ကြည့်ကြည့်ပဲပြောတာနော်ကျွန်တော်ဘလောက်မမတ်ရိုင်းနေမရိုင်းနေဆိုတော့ကြိတ်သိသွားလိမ့်မယ်ခမင်းတို့မိသားစုဒါပေမဲ့ကျွန်တော်ဘာမှမပြောဘူးဘာလဲဆိုတော့ကျွန်တော် Jesus PD ကလေးတွေကဆွဲလန်းရန်လာလောက်တာတစ်ချက်လေးပဲမှားသွားတယ်ကြံနေနေမှာမမှားဘူးရသူတို့ကလာတဲ့ကောစီးနဲ့ကန်းနဲ့အလုလာလောက်တာခမင်းတို့ကစီးကန်းမရှိစတားလင်းကိုတုံးတာစတားလင်းတုံးတယ်ဆိုတော့ အင်တာနက်မရတဲ့နေရာမှာစတားလင်းသုံးတာအခုခင်ဗျားတို့နေရာမှာအခုစတားလင်းနဲ့ခွေးသုံးသုံးလိုက်တော့နော်အင်တာနက်ရစစ်တပ်ကအနှမ်းမရဘူးလားအခုကျွန်တော်ပြောဆိုရင်းနေတော့မှာပဲဘယ်နေရောလင်းဝိုင်းရွယ်လေးနေနဲ့ဘုံကျဲပြီလေပေါင်900ဘုံနေဘယ်နေရောလာပြစ်ပြီလေခင်ဗျားတို့တိလာကျွန်တော်ကတော့တိနေတယ်ဘာဖြစ်လို့တိနေလဲကြီးစက်ပြည့်တဲ့ကလေးတွေလွတ်အောင်သွားမှာပဲခင်ဗျားတို့လာဆုံးမှတော့မှာခင်ဗျားတို့လက်မခံဘူးဆိုရင်ခင်ဗျားတို့စစ်တပ်ကဘာလာလို့မလဲကြည့်ပေါ့ လူရှင်လက်လက်ကြီးဖမ်းပြီးတော့ဒီနေ့သေးတယ်ဒီနေ့ဖမ်းသွားတယ်မလက်ပြအလောင်းလာပို့တယ်အဲ့ခဏတို့တင်ထို့တူပဲစစ်တပ်မှာပေါ်တာဆွဲတယ်ဆိုပြီးစစ်သားလောက်ခိုင်းတယ်မလုံချင်လို့ပြစ်တတ်တာတွေရိုက်တတ်တာတွေအများကြီးခင်ဗျားတို့စောက်လုံးတွေကန်းနေတယ်ခင်ဗျားတို့မျက်လုံးတွေကန်းနေတာအဲ့ဒီမီတာစုတွေအဲ့ဒီလိုခင်ဗျားတို့ကအထုမယူဘဲနဲ့ခလေးတွေကိုအပြစ်တင်တာခင်ဗျားတို့တရားလုံးနဲ့ခင်ဗျားတို့မိသားစုကလူမဟုတ်ဘူးခင်ဗျားတို့မိသားစုကဘောမှာပဲ။ ။ဘာလဲဆိုတော့ခလေးတွေစတားနေတာတိတ်တာအေးစရီအေးငါသားတို့မတိတ်တော့မတိတ်မှန်းလဲကွာအန်တီတို့ချစ်ငြိမ်မှမယ်ဟလားဦးလေးတို့ချစ်ငြိမ်မှမယ်အမားတို့ချစ်ငြိမ်မှမယ်ချစ်ငြိမ်ပြီးကြည်ပါမယ်လို့ခမားတို့ပြောရင်ဒီကလေးတွေကလည်းဆွဲလိုက်ရင်လားဖြစ်မလား။အုံတော့မရှိတဲ့ဖွားကြီးတွေ။ထမင်းစားပြီးလူထမင်းစားပြီးလူလိုအတ္တိတရားမရှိတဲ့မိသားစုအဲ့ဒီမိသားစုမန္တလေးတိုင်းရဲ့မိသားစုခေကောင်းလို့ကျွန်တော်မန္တလေးတိုင်းကိုပြန်ရောက်ခမရတို့ဝိုင်းကိုလေချိတ်ပိတ်ပြစ်မယ်သဘောပေါက်လား နော်ခမရတို့ပြည်သူတို့ဒုက္ခရောက်အောင်လုပ်တာခမရတို့မိသားစုပဲရှိတယ်ဒီလောက်ပဲအမေသားသမီးတွေကျွန်တော်ပြောဆိုတာမှားရင်သိခံနားလည်ပေးကျွန်တော်တော့အမှန်အမှန်တိုင်းပဲပြောမှာဒီလောက်ပဲမင်္ဂလာပါစင်ကူစတာလင်ဆက်ပိုင်ရှင်ကိုတန်ကြီးဆောင်စီ၍အေးအေးယူမြီဟုဆို မန္တလေးတိုင်းစင်ကူးမြို့နယ်တွင်ဖြစ်ပွားခဲ့သောစတားလင့်အင်တာနက်ကိစ္စဆက်ပိုင်ရှင်နှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့အခြေတင်စကားများခဲ့ကြသည့်ဖြစ်စဉ်အတွင်းဆက်ပိုင်ရှင်သည်စတားလင့်အင်တာနက်အသုံးပြုမှုဆိုင်ရာစည်းကမ်းများကိုချိုးဖောက်သောကြောင့်ဒဏ်ကြေးငွေဆောင်စီ၍အရေးယူသွားမည်ဟုစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကအေယာဝတီကိုပြောသည့် ရင်းကစီကန်းစီနဲ့ပတ်သက်ပြီးထုတ်ပြန်ထားတဲ့ပြစ်ဒဏ်နဲ့ဒဏ်ကြေးကိုပဲကျွန်တော်တို့အရေးယူဆောင်ရွက်ဖို့ရှိပါတယ်ဆက်ပိုင်ရှင်ကတော့တိကျခေါ်ယူစစ်ဆေးမေးမြန်းတာတွေမလုပ်ပါဘူးဟုပြောသည့်စင်ကူးမျိုးနဲ့အတွင်း Starlink Internet အသုံးပြုခြင်းဆိုင်ရာစီမင်းစီကန်းများအဖြစ်စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားရတွင်အချက်9ချက်ပါရှိပြီးလက်ရှိဆက်ပိုင်ရှင်သည်စီကန်းတ Starlink Internet ကိုအိမ်သုံးသီးသန့်အတွက်သာခွင့်ပြုမည်ဖြစ်ပြီးအများပြည်သူကိုအခကျေးငွေဖြင့်ညှ ဝေအုံပြုခွင့်လုံးဝခွင့်မပြုခြင်းနဲ့စီကံ၃ပြည်သူလူထုအားအုံပြုခွင့်ပေးလိုပါကတက်ဆိုင်ရာတာဝန်ရှိသူများထံရှောက်ထားရမည်ဖြစ်ပြီးခွင့်ပြုချက်ရမှသာတုံးဆွဲခွင့်ရရှိမည်စသည်တို့ကိုချိုးဖောက်ခြင်းဖြစ်ကြောင်းဆိုသည်အဆိုပါစီကံအချက်တစ်ခုခုကိုချိုးဖောက်ပါကပထမကြိမ်ဒံငွေ730တိန်ဒုတိယအကြိမ်ဒံငွေ730တတိယအကြိမ်ဆက်ဖြုတ်သိမ်းခြင်းတို့ဖြင့်အရေးယူသွားမည်ဖြစ်ကြောင်းဖော်ပြထားသည် ယခုဆက်ပိုင်ရှင်သည်စီမီစီကံများချိုးဖောက်ခြင်းသည်ပထမအကြိမ်ဖြစ်တော်လဲတွားရောက်ထိမ့်သိမ်းခြင်းမှာဒုတိယအကြိမ်ဖြစ်ကြောင်းနှင့်စတားလင့်အင်တာနက်အသုံးပြုခြင်းဆိုင်ရာစီမီစီကံများကိုယခုနှစ်မတ်လ16ရက်ကထုတ်ပြန်ထားသည့်ကာလအတွင်းဆက်လုံးသုံးဆက်ကြောအရေးယူထားပြီးဖြစ်ကြောင်းစင်ကူးမျိုးနှင့်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကအေယာဝတီကိုပြောသည့် အော်တိုဘာ၁၇ရက်နေ့လယ်တနာရီဝန်းကျင်၌စုကူးမြို့နယ်ကြေးရွာတရွာတွင်စီမင်းစည်းကမ်းနှင့်မညီဘဲစတားလင်အုံပြုမှုတိန်စီရန်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ဦးကတွားရောက်ခဲ့ရာစက်ပိုင်ရှင်ကတာဝန်ရှိသူလာရောက်တိန်စီမှလက်ခံမိဟုပြန်လည်ပြောဆိုသဖြင့်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌညွှန်ကြားချက်ဖြင့်တာဝန်ရှိသူတဦးပူးပေါင်းတပ်ဖွဲ့ဝင်၁၀နှစ်ဦးတို့မွန်လွယ်၃နာရီထပ်မံတွားရောက်ခဲ့ပြီးနောက်အခြေတင်စကားများခဲ့ကြသည့်ထိုရုပ်တံမှတ်တမ်းသည်ယမန်နေ့၌လူမှုကွန်ရက်တွင် ရင်ပြန့်နှံ့ခဲ့သလိုစင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးအဖွဲ့ကတက်ဆိုင်သူများအားအရေးယူသွားရန်ယမန်နေ့ကထုတ်ပြန်ခဲ့သည် ထိုဖြစ်စဉ်တွင်ရဲဘော်များသည်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၏ညွန်ကြားချက်ဖြင့်တာဝန်ထမ်းဆောင်ကြခြင်းဖြစ်ပြီးဖြစ်လာသည့်ကိစ္စများကိုအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ခံ၍လိုအပ်သည့်အကာအကွယ်များကိုလည်းရဲဘော်များဘက်မှယက်တီသွားမည်ဖြစ်သလိုတော်လှန်ရေးရဲဘော်များအနေဖြင့်ပြည်သူလူထုအပေါ်ဆက်ဆံရမည့်ကျင့်ဝတ်စည်းကမ်းများကိုချိုးဖောက်မှုရှိသည်ဟုတုံ့တက်ထားသောကြောင့်ရဲဘော်တို့ချို့ကိုသတိပေးအရေးယူမှုနှင့်လူမှုရေးပြစ်ဒဏ်တို့ချို့ချမှတ်သွားမည်ဖြစ်ကြောင်းစင်ကူးမျိုးနှင့်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ပြန်ကြား အာယီတာဝန်ခံကအေယာဝတီကိုပြောသည်